graphic designer တွေအတွက်ပဲဖြစ်ဖြစ် video editing သမားတွေအတွက်ဖြစ်ဖြစ်ဒါမှမဟုတ် engineer drawing ပေါ့နော် autocad တွေဆွဲတာပဲ render ချတာတို့အာဒါမှမဟုတ်လည်းလောရနာ design ဆွဲတဲ့လူတွေအတွက်ပဲဖြစ်ဖြစ်ပေါ့နော်လုံးဝ graphic သမားတည်တဲ့ပေါ့နော်ဒီ graphic လိုအပ်တဲ့ graphic ကို heavy လိုအပ်တဲ့လူတွေအတွက်ကျွန်တော်အကောင်းဆုံးပေါ့နော်အသင့်တော်ဆုံး laptop တစ်လုံးကိုကျွန်တော်ခုဒီကျွန်တော်ရှင်းမှာရှိတဲ့ SR လေးပေါ့နော် SR Aspire က 3D ဟိုမှာ special lab uh, addition ပေါ့နော်သူက special lab addition ဆိုတော့အဓိကတော့ဒီစက်ရဲ့ထူခြားချက်ကတော့သူ့ရဲ့ feature ကတော့အကောင်းဆုံးကတော့ special lab technology ပေါ့နော်အကောင်ဘာလဲဆိုရင်ကျွန်တော်တို့ကဒီဆက်ကဒီ 3D မျက်မှန်မလို့ပဲ ਨੇ 3D ရုပ်ကြွားတွေမြင်ရမှာပေါ့နော်သူကနေမှာ 2D လည်းရွေးလို့ရတယ် 3D လည်းရွေးလို့ရတယ်ပေါ့နော် 3D ရုပ်ကြွားတွေမြင်နေရမှာပေါ့အဓိကတော့သူ့ရဲ့ special lab ရဲ့ technology ဒီပုံမှာရှိတယ် ကင်မရာတွေပေါ့နော် optical lens တွေကနေမှကျွန်တော်တို့မျက်လုံးတွေကို 3D ဖောင်းကြားပုံစံမျိုးတွေထုတ်လွှင့်ပေးနေမှာပေါ့နော်အဲ့တော့ကိုကနေမှ 3D autocad တွေဆွဲတာပဲဖြစ် 3D runner ချတာပဲဖြစ်ဘလို့ image တွေပဲဖြစ်တွေပေါ့နော်ကိုကတော့သိမချွန်းပါအဲ့ပိုင်းတွေတော့အဲ့မှာဆိုရင်ကျွန်တော်ဒီ screen ကကျွန်တော် 3D TV လိုမျိုးပုံစံမျိုးပြောင်းပြီးပြောင်းလဲပြီးကြည့်လို့ရတယ်အဲ့တော့မိတ်ဆွေတို့က uh, image တွေပဲဖြစ်ဖြစ် video တွေပဲဖြစ်ဖြစ်ဆိုရင် 3D ကြည့်ခြင်းနဲ့ဆိုရင်တော့ဒီ laptop က 3D ကြည့်လို့ရတယ်ပေါ့နော်အခုအရန်ကိုမိုင်းတဲ့ technology ပေါ့နော်အာပြီးတော့သူဒီ performance တွေလုံးနိုင်အောင်လဲသူ acceleration တွေကတော့အလန်းနေပေါ့နော် i7 ကို30 generation သုံးပေးထားတယ် RAM က GDDR5 32GB ပါဝင်တယ် story ကလည်း SSD 5 oh sorry 1TB တောင်ပါတာเนาะအဲသူကထပ်တိုးလို့ရတယ်နောက်တစ်ခုပို့ပါတယ် 2TB ထိလက်ခံတယ်ပေါ့เนาะအဒီကတော့သူရဲ့ဒီက main ကတော့ graphic ပေါ့เนาะ RDNA Nvidia NVIDIA RDNA 4050 အဲစစ်ကစ်ပေါ့နော်ဒီကောင်လေးကအရင် graphic ကလည်းအမြင် CPU အမြင် RAM အမြင် SSD အမြင်အဲ့ထက်မှမှ special lab technology ပါဝင်တဲ့အတွက် 3D မြင်ရမယ်နောက်တစ်ခုကတော့ဒီဟာ graphic သမားတွေဘာလို့အရင်သိတော့လဲဆို SRGB 100%ရမယ် screen ကရတဲ့အပြင်ကိုကျွန်တော်တို့ 2D မှုံမှာဆိုရင် 4K ရမယ် အော် 4K resolution နဲ့ 2D mode မှာဆိုရင်ရမယ် 3D mode မှာဆိုရင်တော့ရော့သွားမယ်ပေါ့နော်အာပြီးရင်တခြား feature တွေကတော့အများကြီးပါပဲ AI တွေလည်းပါဝင်နေအာအစားဒီ noise cancellation တွေအစား purifying တွေပေါ့နော် purifying တွေ motion တွေအာ voice တွေပါဝင်တဲ့အတွက် meeting တွေလုံးမလားပါပဲလို့လို့အဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ wifi set တို့ပါလည်းပါဝင် connectivity ကောင်းတယ် AI AI technology တွေလည်းပါဝင်သွားတဲ့အတွက်အရင်မိုက်တဲ့ laptop တစ်လုံးပေါ့ ူကတော့ဒီ business design look ပေါ့နော်သူကတော့ဒီမှာဆိုရင်ကျွန်တော်တို့ကအာပေါ်တွေလဲစုံနေအဲ့တော့ထူလေးပေါ့နော်ကျွန်တော်ပြပေးရဝေးကတော့နည်းနည်းပါတယ်အာနည်းနည်းထူတဲ့ရောင်ရောင်ပေါ့ထူတော့ထူမှာပေါ့နော် graphic ကလည်းအမြင် technology တွေကလည်းအမြင်ဆိုတဲ့အတွက် ဒီဇိုင်းကတော့ယူရှင်းနေပေါ့နော်အစာဆွဲထုံးစံတိုင်းရဲ့ဒီဇိုင်းကတော့ယူရှင်းနေ Okay ဒီတော့အဓိကတော့သူရဲ့ဒီ special lab technology ကိုသုံးရမယ်ကိုကနေမှာ 3D အဲ technology နဲ့ 3D view တွေလည်းကြည့်ကျင်နေဆိုရင်တော့ဒီ lab တော့အသင့်တော်ဆုံးပေါ့နော်ကျွန်တော်ကတော့ဒီကောင်ကတော့ brand new ဆိုတဲ့အတွက် ျွန်တော်လည်းမစမ်းကြည့်ရသေးဘူးเนาะအဲ့တော့ brand new ဒီ power တက်ပြီးတော့ဝယ်မယ်လို့ဆိုရင်တော့တစ်ချက်လေးတော့ပြပေးပါဘောเนาะ admin တို့လည်းမြင်ဘူးတယ်ရှိအောင်ဘောเนาะ 3D ဒီကောင်ရဲ့ laptop ရဲ့ 3D ရုပ်ကြဘလို့လဲဆိုတာဘောเนาะ okay အဲ့တော့အရင်မိုက်တဲ့ laptop လေးကိုငိမ့်တဲ့လို့ laptop ဆိုင်နေမှာဝယ်ယူအပ်ပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်